မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ31ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကြောက်ဖြူ ODG တရုတ်စီမံကိန်းပတ်ဝန်းကျင်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့ drone တပ်ဖွဲ့တွေကိုလက်နက်ကြီးကြီးထိမှန်ပြီးတော့စစ်ကောင်စီရဲ့ဗိုလ်မှူးအဆင့်အပါအဝင်ခုနှစ်ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ drone တပ်ဖွဲ့အမြောက်တပ်ဖွဲ့တွေဟာကြောက်ဖြူမြို့ဂုံးချုံချေးရွာအနီးက ODG စက်ရုံဝင်းထဲမှာတပ်ဆွဲထားကြပြီးတော့မေလ30ရက်နေ့မှာအဲ့ဒီ drone တပ်ဖွဲ့ရှိရာကို အေအေဘက်ကနေပြီးတော့ပြစ်လိုက်တဲ့လက်နက်ကြီးခိမှန်သွားတယ်လို့သိရပါဗျ။လက်နက်ကြီးကြက်ရောက်ပောက်ကွဲပြီးတဲ့အခါအဲ့ဒီကောင်တွေကိုကားနဲ့ကြောက်ဖြူဘက်ကိုတဲသွားတယ်။တေတော့မတေဘူး။ဒဏ်ရာရသွားတဲ့ပုံပဲ။ဘုံမှုအဆင့်တယောက်ပါတယ်။ထိတာကတော့ drone တက်ကိုထိတာလို့စီရင်သတင်းရင်းမြစ်ကပြောပြထားပါဗျ။စစ်ကောင်စီရဲ့ဘုံမှုတအုံးနဲ့အတူဒဏ်ရာရထားတဲ့သူတွေကိုကြောက်ဖြူမြို့ပေါ်မှာရှိတဲ့တပ်စေးရုံကိုအေးပေါ်ယူဆောင်သွားတယ်လို့သိရပါဗျ။ အဲ့ဒီ drone တပ်ဖွဲ့နေရာယူထားတဲ့နေရာကနေ drone နေနဲ့နေတိုင်းနှီးပါ ဆိုသလိုလက်ခမော်ရွာဟောင်းလက်ခမော်ရွာတဲ့ပြင်ရှိကြီးရွာနဲ့အေးအေးလေးရှိနိုင်တဲ့နေရာတွေကိုပြစ်ခတ်နေတာပဲဖြစ်ပါတယ်။ကြောက်ဖြူစစ်မျက်နှာပြင်မှာလက်ရှိအပြင်းထန်ဆုံးနေရာဟာ OTG ဆက်ရုံအနီးနားပတ်ဝန်းကျင်ဖြစ်နေပြီးတော့စစ်ကောင်စီဘက်ကအဲ့ဒီနေရာနဲ့အနီးဆုံးကကြီးရွာတွေကိုအင်အားဖြည့်တင်းထားတယ်လို့သိရပါတယ်။အခုကမုံများနေလို့သူတို့ဘက်က drone မလွတ်နိုင်တာလေကြောင်းလည်းမလာနိုင် အဲ့ဒါကြောင့်ပို့ပြီးတော့အထိနာနေတာလို့ကြောက်ဖြူကနောက်ထပ်ရှေးတန်းသတင်းရင်းမြစ်ကပြောပါရယ်ကြောက်ဖြူရဲတပ်ရင်32အနီးဝန်းကျင်ကကာကင်းစခန်းများမလကျော် ODG စက်ရုံအနီးဝန်းကျင်ကကာကင်းစခန်းတွေကိုစစ်ကောင်စီဘက်ကရေတပ်အင်အားကြီးတပ်အင်အားတထောင်ကျော်နဲ့အင်အားတွေဖြည့်တင်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကြောက်ဖြူမျိုးနှင်းဖဲတောင်ဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းမုံဒုဗုံမူကြီးအပါအဝင်စစ်တုံးမှန်းအယောက်20ကျော်ကိုအေအေဘက်ကလက်ရဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ30ရက်နေ့ညပိုင်းကကြောက်ဖြူမျိုးနှင်းဖဲတောင်စကန်းနဲ့လက်ခမော်ကျေးရွာဘက်ကိုထိုးစစ်ဆင်လာခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုနဲ့အရခတ်တပ်တော်အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကြောင်းမုံဒုဗုံမူကြီးကြော်လင်းကြိုင်တဲ့အတူစစ်ကောင်စီတပ်သားများကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တိုင်းစစ်ဦးစီးမှုပထမတန်း ကပအမန်ဂျီ3352ဒုတိယဘုံမူကြီးကြော်လင်းကြိုင်တဲ့အတူစစ်ကြောမှာပါဝင်တဲ့တပ်သားအယောက်20ကျော်ကိုလက်ရဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။သူတို့ဘက်ကထိုးစစ်ဆင်လာတာဖြစ်ပါတယ်။စစ်ကြောကိုဥဆောင်လာတဲ့ဒုဘုံမူကိုဖမ်းမိထားပါတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။စစ်ရှိန်မြင့်လာတဲ့ကြောက်ဖြူတိုက်ပွဲမှာတပ်မဆက်တဲ့နေပြူဟာမူဘုံမူချုပ်ကြော်မျိုးအောင်တဲ့အတူအရာရှိအစ်စ်5ဦးခန့်တိတ်ဆုံးသွားပြီးတော့ဘုံမူအစ်စ်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီဒုဘုံမူ2ဦးကို လက်ရဖမ်းဆီးခဲ့တာဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအေအေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားတဲ့ အမှတ်ဆက်တဲ့ချင်းမြန်တပ်မဌာနချုပ်ဒီဗျူဟာမှုဘုံမူကြီးကြော်မျိုးအောင်ကိုဘုံမူချုပ်ရာဒူးတဆင့်တိုးပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့ကရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်တပ်နဲ့အေအေတပ်များကြားတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အမှတ်ဆက်တဲ့ချင်းမြန်တပ်မဌာနချုပ်ကဒီဗျူဟာမှုဘုံမူကြီးကြော်မျိုးအောင်ဟာအေအေရဲ့ပြစ်ခတ်မှုကြောင့်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးတဲ့အချိန်မှာသူ့ကိုရာဒူးတဆင့်တိုးပေးပြီးတော့ဘုံမူချုပ်အဖြစ်နဲ့အမိတက်ခွင့်ရရှိသွားတယ်လို့သိရပါတယ်။ရခိုင်ကြောက်ဖြူတိုက်ပွဲမှာစနိုက်ပါထိပ်ပြီးတော့ရှော့တာ ပြီးတော့ဘျူဟာမိုးကဘုံမူကြီးအစ်စ်မှာပဲဒါပေမဲ့စနိုက်ပါနဲ့ထိအပြီးမှာတစ်စင်းမြင့်ရာဒူတိုးပေးလိုက်တယ်လို့သုံးသပ်ရပါတယ်ဘာလို့လဲဆိုတော့ဘျူဟာမိုးအစ်စ်ကဘုံမူကြီးပဲလေတက်မမှုမှဘုံမူချုပ်ဖြစ်တာပေါ့ဒုတိယတက်မမှုဆိုရင်တော့မှပဲကာနယ်ဘုံမူကြီးပါပဲဒါကြောင့်မလို့တေပြီးတော့မှတစ်စင်းမြင့်ရာဒူပေးလိုက်တယ်လို့သုံးသပ်ရပါတယ်လို့စီဒီအမ်ဘုံကြီးဇင်ရောကရှင်းပြထားပါတယ်အေအေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသွားတယ် ဗိုလ်မှူးကြီးကျော်မျိုးအောင်ရဲ့ရုပ်အလောင်းကိုရဟတ်ရင်နဲ့ရန်ကုန်မြို့ကိုပြန်လည်တည်ဆောင်ခဲ့ပြီးတော့အင်းတိုင်းမှာရှိတဲ့အမတ်၁၁ချင်းမြန်တက်မှဌာနချုပ်မှာနာရေးစီစဉ်ခြင်းမင်္ဂလာတောင်စစ်သင်းကျိုင်းမှာဂုံပြူအခမ်းအနားနဲ့တကြိုခဲ့တယ်လို့သိရပါဗျ။ဗိုလ်မှူးကြီးဗိုလ်မှူးချုပ်ကျော်မျိုးအောင်ဟာအလုတ်တင်ဘူအပတ်စဉ်၂၈တင်းနန်းဆင်းဖြစ်ပြီးတော့တည်ဆောင်တဲ့အချိန်မှာအသက်၄၅နှစ်ရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မေလ26ရက်နေ့ကစစ်ကောင်စီဟာပြည်တွင်းပြည်ပကအလှူရှင်များရဲ့အလှူငွေများကိုလက်ခံခဲ့ပြီးတော့ငွေကျပ်133ဒသမ53ဘီလီယံနဲ့အမေရိကန်ဒေါ်လာ2တန်းကျော်ထပ်မံရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့်တိုင်းနယ်ပြည်နယ်10ခုကရက်ကွက်ကြေးရွာလူနေအဆောက်အဦနဲ့လန်ဒတာများထိခိုက်ပျက်စီးမှုတွေများပြားခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီငန်လျင်ကြောင်ဆုံးရှုံးမှုတန်ဖိုးငွေစုစုပေါင်းငွေကြမ်း3804ဒသမ56ဘီလီယံရှိခဲ့တယ်လို့မေလ29ရက်နေ့ကစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ငန်လျင်တင့်တဲ့ပြည်သူတွေကိုကုညီထောက်ပံ့ဖို့နဲ့ပြန်လည်ထူထောင်ရေးအတွက်လှုပ်ဖို့ပြည်တွင်းပြည်ပကစေတနာရှင်အလူရှင်တွေရဲ့အလူငွေကအိမ်ကန်း16ခန်းပါတဲ့၄ခန်းတွဲ၄ရက်တိုက်အဆောက်အဦတစ်လုံးကိုငွေကြက်3000နှုန်းနဲ့ အလုံးပေါင်း52လုံးအပါဝင်စုစုပေါင်းတန်ဖိုးငွေကျပ်131.53ဘီလီယံနဲ့ American Dollar နှစ်တန်းသုံးသိ14900ကိုရရှိခဲ့တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AB လတရက်နေ့မှာပထမအကြိမ်ငလျင်ကူညီရေးအလုံးငွေလက်ခံရရှိမှုဟာပြည်တွင်းမှာရှိတဲ့အလူရှင်တွေစီကကျပ်ငွေ112.8ဘီလီယံ အလူပစ္စည်းတန်ဖိုး7.4ဘီလီယံစုစုပေါင်းငွေကျပ်125.2ဘီလီယံရရှိခဲ့တယ်လို့စစ်ကောင်စီကပြောဆိုထားပါတယ်။မြန်မာငွေလျံကြောင်းရက်ကွက်384ခုကျေးရွာအုပ်စု944စုကျေးရွာပေါင်း2081ရွာအိမ်အောင်စုပေါင်း 36,268ခုလူဦးရေစုစုပေါင်း9,6069ဦးဘေးသင့်ခဲ့ပြီးတော့တေဆုံးသူ3,839ဦးပျောက်ဆုံးသူ68ဦးနဲ့ဒဏ်ရာရရှိသူ9,104ဦးရှိခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တိုင်းပြည်မှာကုန်သွယ်ရေးပုံငွေ American Dollar နဲ့ Billion Dollar ရှိနေတော့လေပြည်ပထွက်ခွာသူတွေများပြားနေခြင်းနဲ့ပြည်ပကပစ္စည်းတွေကိုတရားမဝင်မှာယူတင်သွင်းနေခြင်းတို့ကြောင့် နိုင်ငံသားငွေတုံးဆွဲမှုတွေများပြားကလုံငွေပြတ်တာနေပြီးတော့နိုင်ငံသားငွေဈေးနှုန်းများဟာလည်းညစ်တက်နေရခြင်းဖြစ်တယ်လို့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်းကထမှန်ပြောဆိုလိုက်ပြန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာလှုပ်ဆောင်ခဲ့တဲ့ငလျင်ဘေးအလွန်မြမစီးပွားရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းတုံးသက်ဆွေးနွေးပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လိုင်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့2024-2025ဘန်ဒါရေးနှစ်မှာ ပို့ကုန် American Dollar 14.8 billion ရှိခဲ့ပြီးတော့တွင်းကုန် American Dollar 12.4 billion ရှိခဲ့တယ်လို့သိရပါတယ်။ကုန်သွယ်ရေးပုံငွေဟာ American Dollar 2 billion ကျော်ရှိတယ်လို့ပြောဆိုလိုက်ပါတယ်။ကုန်သွယ်မှု American Dollar 28.2 billion တန်ဖိုးရှိတယ်လို့သိရပါတယ်။သို့တော်လည်းကုန်သွယ်မှုမဟုတ်တဲ့ Non Trade ကနိုင်ငံခြားငွေလုံငွေပြတ်တောက်မှုတွေများပြားနေတယ်လို့ Main Online ကပြောဆိုလိုက်ပါတယ်။ Non Trade ကြောင့်နိုင်ငံခြားငွေလုံငွေပြတ်တာနေခြင်းအကြောင်းရင်းများကိုစီးဆေးရမှာ ပြည်ပကိုထွက်ခွာမှုများပြားတာကိုတွေ့ရှိခဲ့ရပြီးတော့နိုင်ငံသားငွေသုံးဆွဲမှုတွေဟာလည်းများပြားတာကိုတွေ့နေရပါတယ်။ပြည်ပကတရားမဝင်ပစ္စည်းများတင်သွင်းမှုများဟာလည်းပါဝင်နေပြီးတော့တရားမဝင်ရောင်းဝယ်မှုများရှိနေကြောင်းမင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ပြည်ပမှာကမှာယူတင်သွင်းရတဲ့ပစ္စည်းတွေများပြားနေတာကိုတွေ့မြင်နေရပြီးတော့အဲ့ဒီနေရာမှာပြည်ရင်းထုတ်ကုန်ပစ္စည်းများနဲ့အစားထိုးနိုင်ရေးလုံဆောင်ကြရမှာဖြစ်တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်။ဒါအပြင် ်မြန်မာနိုင်ငံကပြည်ပကိုထွက်ခွာသူတွေများပြားနေမှုကြောင့်နိုင်ငံသားငွေသုံးစွဲမှုတွေများပြားနေခြင်းကိုထိန်းချုပ်ရန်မင်းအောင်လှိုင်ကပြည်ပကိုထွက်ခွာမှုများအလုံးကိုပြန်လည်စီစစ်ရန်အမိန့်ပေးလိုက်တယ်လို့သိရပါဗျ။ပြည်ပနိုင်ငံများကိုအလဲပတ်စေကူပညာရေးဖျားဖူးစီးပွားရေးအလုပ်ကိုင်စတဲ့ထွက်ခွာတဲ့အကြောင်းရင်းများကိုလည်းစီစစ်တင်းကြပ်ကခွင့်ပြုချက်ရရှိသူများကိုသာပြည်ပကိုထွက်ခွင့်ပေးတဲ့စနစ်နဲ့ထိမ့်သိမ်းချုပ်ကန်ရန်စီစဉ်နေတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာသံကောင်းစီးရဲမှာပါတဲ့စစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်များကိုရှာမရတော့ရင် ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကတာဝန်ခံရမယ်လို့ပြည်ထောင်စုဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကအမိန်ပေးညွှန်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းခေါ်ယူမှုတနည်းပြခဲ့တဲ့အခုနှစ်မေလဇန်ပိုင်းမှာစစ်ကောင်စီက၎င်းစီးရင်ကိုအခြေခံပြီးတော့စစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်များကိုစီးရင်ပြုစုတဲ့စနစ်ကိုလုံးဝအပြစ်အသက်ပြောင်းလဲလိုက်ပြီးတော့သက်ဆိုင်ရာမြို့နယ်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များဟာစစ်မှုထမ်းရဆင့်ခေါ်ရမယ့်လူငယ်များကို၎င်းစီးရင်မှာပါတဲ့အခြေအနေအတိုင်းအစီအစဉ်တကျဆင့်ခေါ်ထားရန် ၎င်းဆင်းမှာပါတဲ့စစ်မှုထမ်းရအကျုံးဝင်တဲ့လူငယ်များကိုရှာဖွေလို့မရတော့ရင်သက်ဆိုင်ရာမြို့နယ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များကလာစဉ်ပေးရမယ့်စစ်မှုထမ်းလူငယ်များကိုအချိန်မီရရှိရေးအတွက်စောင့်ရွက်ထားကြရန်ထွေအုပ်ကမိန့်ပေးလာတယ်လို့သိရပါတယ်။မရန်ကုန်မြို့နယ်နှစ်ရက်ကွက်မှာဆိုရင်စစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်ပေါင်းအယောက်6000ကျော်ရှိပါတယ်။ အဲ့ဒီလူငယ်တွေတဲကမှတင့်တော်တဲ့သူတွေကိုအမြန်ဆုံးစည်ရင်တင်ပြရမယ်တကယ်လို့အဲ့ဒီလူငယ်တွေကရက်ွက်ထဲမှာမရှိတာနိုင်ငံသားထွက်သွားတာတနေ့တစ်ကြိမ်ပြောင်းသွားတာတွေကိုသက်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ခံရမယ်စစ်မှုထမ်းရမယ်လူငယ်စည်ရင်ရှိပြီးတော့စစ်မှုထမ်းမဲ့လူမရှိတာမျိုးမဖြစ်ရဘူးကိုယ့်အစီအစဉ်နဲ့ကိုလူရှာထားရမယ်လို့မရန်ကုန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းရင်းမြစ်ကရှင်းပြထားပါတယ် ယခင်ကစစ်မှုထမ်းရလူငယ်များခေါ်ယူရမှာမဲနိုင်ခြင်းနှိဆက်ရငွေချေးပေးပြီးတော့ခေါ်ယူခြင်းများနဲ့တပ်ဆိုင်ရာရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကစီမံခဲ့ကြတယ်လို့သိရပါတယ်။ယခုအခါမှာတော့မြို့နယ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များအနေနဲ့မိမိတို့ကြိုက်တယ်လို့စီမံနိုင်ပြီးတော့အဓိကကတော့လစဉ်လိုအပ်နေတဲ့စစ်မှုထမ်းတပ်သားတဲ့များကိုအချိန်မီပေးဖို့နိုင်ရဲပဲဖြစ်တယ်လို့သိရပါတယ်။ဘလို့နီးနေပဲဖြစ်ဖြစ်စစ်မှုထမ်းတပ်သားတဲ့တွေလစဉ်လိုအပ်တဲ့အင်အားပမာဏအတိုင်းပေးရမယ်။အရင်လိုမဲနိုင်တာပဲဖြစ်ဖြစ်စင့်ခေါ်တာပဲဖြစ်ဖြစ် ်မောင်ရိတ်ခုံမှုနဲ့ဖမ်းလာတာပဲဖြစ်ဖြစ်ဘလို့ပဲလှုပ်လှုပ် အရိကလာစဉ်လိုအပ်နေတဲ့အင်အားပမာဏပြည့်မီဖို့ထွေအုပ်ကအမိန်ပေးညွှန်ကြားလာပါတယ်လို့လှိုင်မြို့နယ်စစ်မှုထမ်းစစ်ခေါ်ရေးအဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်တစ်ခုကအတည်ပြုပြောကြားထားပါတယ်။ရန်ကုန်တိုင်းအတွင်းမှာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေချေးအစမတန်ကောက်ခံမှုများကားဂိတ်နဲ့လမ်းစုံလမ်းကွာတွေမှာနေခင်းပိုင်းအချိန်လူငယ်များကိုစစ်မှုထမ်းကရန်ပေါ်တာဆွဲဖမ်းဆီးခြင်းများများပြားလာနေတယ်လို့သိရပါတယ်။စစ်မှုထမ်းကိုအကြောင်းပြပြီးတော့ငွေချေးမတရားကောက်ခံမှုများကိုအရေးယူပေးရန်စစ်ကောင်စီထံကိုတိုင်ကြားတော်လဲ အရေးယူမှုတစုံတရာမရှိဘူးလို့ရန်ကုန်မြို့ကပြည်သူများထံကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်ဆက်အာနာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ